တင်လာရှင်ဝတ်ဆောင်ကိုကိုရိုင်းဝစ်ပြပြီးဈေးရောက်ခဲ့လို့ဝေဖန်မှုတွေခံနေရတဲ့အပေါ်ဝင်ချတောင်းပန်လာတဲ့မိဘမြတ်တာတင်ကန်းဆောင်ပြည်သူများလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေစွစွလိုက်ပါတယ်လက်တလုံးမှာတော့ internet ပေါ်မှာတင်လာရှင်ဝတ်ဆောင်တွေကိုကိုရိုင်းဝစ်ဆင်ပြီး online ကနေဈေးရောက်ချပေးနေတဲ့မြို့သမီးရဲ့ video file ဟာလူပြောများနေတာပဲဖြစ်ပါတယ် အဆိုပါမြို့သမီးနှစ်ဦးကတော့မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့မိဘမေတ္တာသင်ခန်းနဲ့ခန်းဝင်ပစ္စည်းတွေရောင်းချတဲ့ဆိုင်ကပဲဖြစ်ပါတယ်။လက်ရှိမှာတော့မြမရွေရဒကြံကလလည်းနေကလာပြီးဖြစ်နေတာကြောင့်ဒကြံကလအတွင်းမှာတိလရှင်ဝတ်ချပြီးကုသိုလ်ယူကြမဲ့မြို့သမီးတွေကလည်းနည်းနည်းရရမှရှိကြမှာပါ။ မြမရိုးရရင်ကျေမှုဒလိရိအရာတကြံကာလအတွင်းမှာဥပုပ်တရင်စောက်တီသူတွေကလည်းနှစ်စင်းနှစ်တိုင်းတိုးပါလျက်ရှိနေပါတယ်။ဒါကြောင့်သင်ငန်းဆိုင်တွေအနေနဲ့လည်းသူထက်ကပြိုင်ဆိုင်ရောင်းချဖို့ရာခုချိန်ကလေးကကြိုးပမ်းလာကြတာပေါ့။မိဘမြတ်တော်သင်ငန်းဆိုင်ကလည်းနေနေရဲရကတိလရှင်ဝက်ကကုသိုလ်ယူကြမဲ့မြို့သမီးတွေအတွက်တိလရှင်ဝက်စုံတွေကိုကိုယ်တိုင်ဝက်ပြကကြောင်းညာရောင်းချလာခဲ့တာပဲဖြစ်ပါတယ်။တိလရှင်ဝက်စုံတွေကိုရောင်းချပေးတဲ့မြို့သမီးနှိုးကဝယ်ယူသူတွေအဆင်ပြေအောင်စိုက်မျိုးစုံကိုပြသပြီးတော့ရောင်းချပေးနေခဲ့ပါတယ်။ဒါပေမဲ့လည်းတမတို့ဇယောင်းချတဲ့ဗီဒီယိုဟာဝ ယူသူတွေမျက်စိမကျစေပဲဖြစ်တင်ရှုံချခြင်းကိုသာခံလိုက်ရတာပဲဖြစ်ပါတယ်။ကျေးရှုသူတွေကတော့ဘုထုစင်လူသားတွေဖြစ်နေပါလျက်နဲ့မိမိတို့ရဲ့ကုန်ပစ္စည်းရောင်းဝတ်ဖို့ရင် သာသနာတော်ကိုညှို့နှောင်းလုပ်နေကြတဲ့ဆိုပြီးဥပဒေအရရေယူဖို့ထိပါတောင်းဆိုလာကြတာပဲဖြစ်ပါတယ်။ကိုယ်တိုင်လည်းသင်ငန်းဆိုင်ဖွင့်ထားပါလျက်နဲ့သာသနာရေးစီမင်းစည်းကမ်းတွေဝန်ကြီးတွေကိုဂရုမစိုက်ဖိနှိုင်းချနေကြတဲ့အတွက်အားလုံးကတော့ဒီအမျိုးသမီးနှုတ်ကိုအပြင်းထန်ရှုံချလာခဲ့ကြတာပါ။ ကုတော်တစ်ဖက်စီးပွားတစ်ဖက်ဖြစ်အောင်သင်္ကန်းဆိုင်ဖွင့်ထားတာမျိုးမဟုတ်ပဲစီးပွားရေးတစ်ခုတည်းသာကြည့်နေရင်အခြားလို့ပြောင်းလို့ပါသာသနာတော်ကိုတော့ညှို့နှောင်းမလုပ်ကြပါနဲ့ဆိုပြီးဝေဖန်ထောက်ပြလာကြပါတယ်ယနေ့ခေတ်ကြီးမှာဖျားဟောတရားတော်တွေနဲ့အညီသာသနာကိုထွန်းကောက်မလုပ်ကြတော့ဘဲအပြောင်အပြတ်သဘောတွေနဲ့လုံးကြကဖျက်ဆီးနေကြတဲ့ဆိုပြီးဖြစ်တင်ရှောင်းချနေကြတာပဲဖြစ်ပါတယ်။တိလရှင်ဝတ်တယ်ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝိနည်းပုတ်တွေနဲ့အညီဝေရတာဖြစ်ပြီးတမန်ပုထုဆင်လူသားတွေလိုမနေရပါဘူး။ နောက်ပြီးသီလရှင်တွေဟာသပင်မိကပ်လဝိလက်စာအလုံးကိုဖယ်ချထားပြီးအလှဖမပြတ်မစင်မဲနေရတာပေါ့ဒါပေမဲ့ဒီမျိုးသမီးနှစ်ယောက်ကတော့သပင်ရှင်တွေနဲ့သီလရှင်ဝတ်စုံတွေကိုဝတ်ဆင်လာခဲ့တာကြောင့်ကျေရှုသူတွေအမြင်မှာကန့်လန့်ဖြစ်နေခဲ့ပါတယ်အခုလောဝေဖန်မှုတွေများစွာခံလာရတဲ့အတွက်ကြောင့်မိဘမြတ်တာသင်ခန်းဆိုင်အနေနဲ့သူတို့ရဲ့ဇေယျဗီဒီယိုကိုဖျက်ချပစ်ခဲ့ကြပါတယ်။နောက်ပြီးကပ္ပညဉ့်ညံ့ရဲ့တက္ကသိုလ်ကျောင်းတိုက်သို့သွားကဆရာတော်ဖုံဖုံတွေတိလရှင်နေရှိမှဝင်ချတောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။ ဆရာတော်ဖုံဖုံရဲ့ဆုံးမဩဝါဒတွေကိုလည်းခံယူခဲ့ကြပြီးနောက်နောက်ခုလိုအမှမျိုးထမလုံးမီးစေဖို့ရဝန်ခံကြေပြုတ်ခဲ့ကြတာပါ။ကျေရှုသူတွေအနေနဲ့ကတော့ခုလိုပြဿနာမျိုးဟာလုံမီပြီးမှတောင်းမနာထက်မလုတ်ခင်အချိန်ကလေးကဆင်ခြင်သိရှိရမှာဆိုပြီးပြောလာကြပါတယ်။နောက်ပြီးခုလိုဝင်ချတောင်းမလိုက်ရုံနဲ့ပြီးတော့တာမျိုးမဟုတ်ဘဲသာသနာတော်ဥပဒေတွေရ ထိထိရရရဲရိုတဲ့နဲ့ဆိုပြီးအကြံပေးထောက်ပြလာကြတာပဲဖြစ်ပါတယ်အခုလိုမျိုးစီကံတင်းချက်ထားမှသာနောက်နောက်လဲဘသူမှမစော်ကားရတော့မှလို့ပြောလာကြတာပေါ့အခုတစ်ခါမှသာပေါပပပလေးတွေ့ပြီးပြဿနာကိုအဆုံးသတ်နိုင်ရင် နောက်လာနောက်သားတွေအတွက်ရင်လေးစရာဖြစ်လာတော့မှဗုဒ္ဓသာသနာလည်းပျက်စီးမကပျက်စီးလာနိုင်တဲ့ဆိုပြီးသတိပေးနေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောတိလရှင်ဝစ်စုံကိုကိုမဝစ်ပြီးရောင်းချမိလို့ဝင်ချတောင်းမှန်လာခဲ့တဲ့မိဘမြတ်တာသင်ငန်းဆိုင်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက် ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချက်ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ